ကျွန်တော်ပြောချင်တာကတော့ကလေးအညီပေးဆိုတာကအညီပေးတယ်ပေါ့နော်အညီပေးကိုဟိုအများနဲ့တော့လွဲလွဲနေမယ်တော့ဟိုခိုက်တယ်ဆိုတာတော့မရှိပါဘူးအနုတအညီဆိုတဲ့အညီကိုပေးရင်တော့ခိုက်တယ်သိကြတယ်အမိခင်ဖခင်ကပေးတဲ့နာမည်ကိုလည်းခိုက်တယ်လို့ကျွန်တော်ပြောခွင့်မရှိပါဘူးအနုတအညီဆိုတာဘာလဲဆိုတော့ခွေးတို့ငကြွက်တို့တိရစ္ဆာန်နာမည်တွေပေးရင်တော့အဲ့လိုခိုက်ပါတယ်တကယ်လို့အကျိုးအကြောင်းညီလို့ကျွန်တော်တို့ အဲကားပေါ်မှာမွေးလို့မောင်ကားလို့ပြလိုက်အဲ့နာမည်မခိုက်ဘူးကောင်းနေပါတယ်။ပြီးတော့မိဘကပေးလိုက်တဲ့နာမည်ကိုလည်းခိုက်တယ်လို့ဘယ်လိုပြောရမှာလဲ။ကျွန်တော်တို့မပြောရဘူး။ပြောရတဲ့လူကတော့ပြောဖို့။ဘယ်လိုပဲပြောကြည့်တာပေါ့။အဲ့တော့အဲခန့်နေတာဟိုဘယ်လိုပြောမလဲဟိုချီချီတာတို့တုတ်တာတို့ပြီးတော့ ့အဲဘယ်ရမလို့ဟိုအကြီးကဓာကြီးဆူတော့မှာပဲဓာကြီးခိုက်တော့မှာပဲဆိုတာကြီးကတော့အဲ့တော့တခုပဲမေးချင်ပါတယ်ကျွန်တော်ကဟိုဘီရင်ဆရာဆိုတာလူကိုကယ်တာမဟုတ်ဘူးလားကောင်းကျင်လို့ကိုယ့်စီကိုလာတဲ့လူကောင်းအောင်လုပ်ရင်ကိုယ့်ရဲ့အယူဆလည်းခိုင်မာနေရင်တော့လာတဲ့လူလည်းကောင်းမယ်လို့ကျွန်တော်ယူဆတယ်အဲ့တော့ကျွန်တော်အတက်နိုင်ဆုံးကျွန်တော်ကူညီမယ်ကိုယ်တက်တဲ့ပညာတွေကနေဘောင်တွေကနေကူညီမယ်အဲ့လိုမျိုးပေါ့ကျွန်တော်ယူဆတယ် နာမည်ကဆရာကြီးမင်းသိန်းခါရဲ့တပည့်ရင်းကျွန်တော်နာမည်ဆရာအောင်ချင်းမင်းလို့ခေါ်ပါတယ်ကျွန်တော်ကတော့ဒီပညာရက်ကိုစတင်လုပ်ခဲ့တဲ့နှစ်ကတော့1995ခုနှစ်မှာစပြီးတော့ကျွန်တော်ဒီပညာရက်ကိုစတင်ပြီးတော့အဘအဘဆိုတော့ကျွန်တော်ဆရာကြီးမင်းသိန်းခါရှိမှနေထိုင်ပြီးတော့ကျွန်တော်သင်ယူခွင့်ရခဲ့ပါတယ်အဲ့ဒီအချိန်ကကျွန်တော်က1995ခုနှစ်ကကျွန်တော်၈တန်းပဲရှိပါသေးတယ်အဲ့ဒီအချိန်ကကျွန်တော်စပြီးတော့ ဗေဒင်ကိုတင်ဖြစ်သွားတယ်ပေါ့နော်မိဘတွေကလည်းအဲအဘစီမှာပဲထားတဲ့အတွက်အဘဆုံးတဲ့ဒီအဘဗေနမှာနေခဲ့ပြီးတယ်အဲအဲ့အဘမဆုံးခင်ကျွန်တော်2000ခုနှစ်မှာလှည့်တန်း9လမ်းမှာစပြီးတော့ဗေဒင်ဟောပြောခဲ့ပါတယ်ဟောပြောပြီးတော့ကျွန်တော်2015နဲ့2016မှာကျွန်တော်နားပါတယ်နားပြီးတော့ကျွန်တော်လက်ရှိမှာလည်းအတန်းမှာကျွန်တော်3048မှာလက်ရှိ တဏိတာဟောစရာနေစားပစ်ပေးနေပါတယ်အဲ့တော့ဒီပညာရဲ့ကိုဘလို့သင်ခဲ့တယ်လဲဆိုရင်ကျွန်တော်တို့ဘာရောမဟုတ်ဘူးဗျာကျွန်တော်တို့အဲ့လိုမျိုးပြောရင်တော့မကောင်းဘူးထင်ပါတယ်ဟိုကျွန်တော်တို့ကငွေငွေတော့အဘနဲ့နေခဲ့ရတယ်အဘမင်းသိခံနဲ့နေခဲ့ရတဲ့အတွက်ဟိုဘီဒင်ကဟိုဝါသနာပါလာတာပေါ့နော်သူ့ရှိမှလာမေးတဲ့သူတွေတွေ့ရတယ်အဲအယမ်းမှန်တာပဲလို့ဘာလို့ဆိုတော့ကျွန်တော်လည်းလေးလား ျင်စိတ်တွေပေါက်လာတယ်ပြီးတော့အဘသင်တန်းဖွင့်တဲ့အစဖွင့်တဲ့အခါမှာကျွန်တော်တက်ပြီးတော့ဩပထမတော့တမန်ကရှန်ကပဲကျွန်တော်တက်တာပါပဲအဲ့မှာကိုကသူများကိုဟောလိုက်တဲ့အခါမှာရွှေဝင်မယ်လို့ပြောတယ်သူကရွှေဝင်တယ်ဩဘာကြောင့်ဝင်တာလဲပေါ့အဲ့ဒါကြီးသိကျင်တာတိကျင်လာတော့လေးလာရင်လေးလာရင်နောက်ဆုံးဘီဒင်းစရာဖြစ်သွားတာပါပဲအဲ့တော့ဘီဒင်းက လောက်ထိမှန်တယ်ဘလောက်ထိမှားနေတယ်ဆိုတာကတော့ယူဆတဲ့သူပေါ်မှာပဲမူတည်ပါတယ်ပြီးတော့ဘေးရင်ပညာရက်တွေကဗမာမှာလည်းပညာရက်တွေအများကြီးရှိပါတယ်နတ်ခတ်တွေလည်းရှိတယ်သုံးတန်ပေါ်နေလည်းရှိတယ်စမ်းကြမ်းတွေရှိမယ်ကျွန်တော်အဘတီထွင်ခဲ့တဲ့ဧကန္တဗျာကရဏဗေဒဆိုတာလည်းရှိတယ်အဲကျွန်တော်ကတော့အကုန်လုံးကျွန်တော်ဟောလို့ရတဲ့လက္ခဏာရှိမယ်နော်အကုန်လုံးကျွန်တော်ဟောလို့ရတဲ့ပညာရက်မှန်သမျှကိုကျွန်တော်ခုနှစ်သားသမီးအတွက် ကျွန်တော်လုံနိုင်တဲ့ပတ်သက်နေမှာကျွန်တော်လုပ်တယ်တဲတော့ကတော့ဒါကဟိုတဲတော့မြန်မာပြည်ကိုစပြီးရောက်လာတာတော့အဘမင်းသိခပါပဲသူစခဲ့တာအဲ့လိုပြောလို့ရတယ်ပေါ့နော်ဒါပေမဲ့တခြားဆော်ကဆရာတွေကိုဆော်ကားတာတော့မဟုတ်ပါဘူးကျွန်တော်တို့တီးခဲ့တာတော့အဘလိုပဲတီးခဲ့တာပါအဲ့အတွက်အမှားပါနဲ့ခွင့်တော့ဒါဆိုကျွန်တော်တို့တီးခဲ့တဲ့ဒီတဲတော့ကိုဟိုဘယ်လောက်ထိမှန်လဲလို့ပြောရင်တော့ဟို ဘီလင်ဆရာကတော့မင်းတော့အကုန်လုံးပညာရဲ့အားလုံးကိုမှန်တယ်ပဲပြောမှာပေါ့နော်ဒါပေမဲ့ကျွန်တော်တို့အနေနဲ့ကအာတန်ရတန်ရဆိုတာတော့မဟုတ်ဘူးကျွန်တော်မှပညာရတဲ့အများကြီးရှိတယ်အဲဒီလူကိုဗာနဲ့ကယ်လို့ရမလဲကယ်လို့ရရင်ကယ်ပေးမယ်တဲတော့မှတဲတော့မှကြိုက်တယ်ဆိုတဲ့လူကြလဲတဲတော့ကိုနားလည်အောင်လှုပ်ထားရတယ်တဲတော့ကဒါအီဂျစ်ကနေစပြီးတော့လှုပ်တာအဲသူရဲ့အဲလွန်ခဲ့တဲ့1900ခုနှစ်လောက်ကလို့ဆိုတယ်ဗျဒါပေမဲ့ကျန်းတစ်ခုမှဖတ်ဘူးတာပေါ့နော်ဒါပေမဲ့ အဲအဲ့ဒါလည်းအခိုင်အမာတော့ပြောလို့တော့မရဘူးဒါပေမဲ့တဲရော့ကိုတုံးခဲ့တဲ့လူတွေအားလုံးက gypsy တွေများတယ် gypsy ဆိုပေမဲ့သူတို့ကတချို့ကအယူဆအရလွဲနေ gypsy ဆိုတဲ့သဘောတရားကသူ့ရဲ့အဲကောင်းကင်ကြီးကသူ့ရဲ့အမိုးပဲမြေကြီးကသူ့ရဲ့အိယာပဲအဲ့လိုမျိုးသွားနေတဲ့လူတွေပေါ့နော်လူမျိုးကြီးတွေပဲအစုလိုက်အဖွဲ့သွားနေတဲ့လူတွေပဲ အဲ့ဒါကသူတချို့သူခြေသလုံးအိမ်တိုင်လို့ပြောကြတယ်တချို့ကျတော့သထောင်းသားရေလို့ပြောကြတယ်အဲ့ဒါမဟုတ်ဘူးရအဲဒီပြီးတော့တဲတော့မှလည်းသူကအဆောင်ရှိလားဆိုတော့ဘေဒဝိဇ္ဇာစောင့်ရှောက်တယ်လို့လည်းအလွယ်ပြောလို့မရဘူးဘေဒဝိဇ္ဇာနဲ့မဆိုင်ဘူးတဲတော့ကကျတော့သူတို့ရဲ့အဲ့ဝိညာဉ်တွေစောင့်ရှောက်တယ်လို့ပဲကျွန်တော်တို့ယူဆတယ်အဲ့လိုမျိုးချိန်မှာသူတဲတော့ကိုသူတို့ဟောတဲ့ဟာထက်ကိုဒီစာအုပ်တွေထက်ကိုခုစိတ်ထဲမှာပေါ်လာတဲ့အရာကိုပြောတာပုံပြီးထိရောက်တယ်လို့ကျွန်တော်မြင်တယ် ုံနေကိုကြည့်ကျွန်တော်ကတော့ပုံနေကြည့်ပြီးပြောလိုက်တာဒီတဲတော့ကကောင်းတယ်ဆိုးတယ်အဲ့လိုမျိုးလေးရှိတယ်အဲ့ကောင်းတယ်ဆိုးတယ်ဆိုဝင်မဲ့ကျွန်တော်ကအဲ့ကောင်းတယ်ဆိုးတယ်အပေါ်မှာဘာကြောင့်ကောင်းတာလဲဘာကြောင့်ဆိုးတာဆိုတာပုံနေကိုကြည့်ပြီးဆုံးဖြတ်တာပို့ပြီးတော့မှန်ကန်လိမ့်မယ်လို့ကျွန်တော်ထင်တယ်အဲ့တော့ဗီဒင်ပညာရဲ့အမျိုးမျိုးရှိတယ်ဟိုကိုကိုရနေတဲ့ပညာရဲ့လေးကိုပဲချဲ့ခွင့်ရှိတယ် အများကြီးမဟုတ်ဘူးအဲ့ဒါလေးကိုစုပ်ကင်ပြီးတော့ခွန်ရသားသမီးကိုကဲတင်နိုင်မယ်ဆိုတော့အအရာအားလုံးအတွက်အကျိုးဖြစ်နိုင်မှာပါအဲကျွန်တော်ပြောချင်တာကတော့ကလေးအမိပေးဆိုတာကအမိပေးတယ်ပေါ့နော်အမိပေးကိုဟိုအများနဲ့တော့လွဲလွဲနေမယ်ပေါ့ဟိုခိုက်တယ်ဆိုတာတော့မရှိပါဘူးအနုတ္တအမိဆိုတဲ့အမိကိုပေးရင်တော့ခိုက်တယ်သိကြတယ်အမိခင်ဖခင်ကပေးတဲ့နာမည်ကိုလည်းခိုက်တယ်လို့ကျွန်တော်ပြောခွင့်မရှိပါဘူးအနုတ္တအမိဆိုတာဘာလဲဆိုတော့ ခွေးတို့ငကြွက်တို့တိရိစ္ဆာန်နာမည်တွေပြီးတော့အဲ့လိုကခိုက်ပါတယ်တကယ်လို့အကျိုးအကြောင်းမြည်လို့ကျွန်တော်တို့အဲကားပေါ်မှာမွေးလို့မောင်ကားလို့ပေးလိုက်တယ်အဲ့နာမည်ကမခိုက်ဘူးကောင်းနေပါတယ်ပြီးတော့မိဘကပေးလိုက်တဲ့နာမည်ကိုလည်းခိုက်တယ်လို့ဘယ်သူပြောရင်မှလဲနော်ကျွန်တော်တို့မပြောရဘူးပြောရတဲ့လူကတော့ပြောဖို့အဲ့လိုပဲပြောချင်တာပေါ့အဲ့တော့အဲခန့်နေတာဟိုဘယ်လိုပြောမလဲဟိုချီချီတာတို့တုတ်တာတို့ပြီးတော့ အဘယ်ရမလို့ဟိုအကြီးကတအားကြီးဆိုးတော့မှာပဲတအားကြီးခိုက်တော့မှာပဲဆိုတာကြီးကတော့အဲ့တော့တခုပဲမေးချင်ပါတယ်ကျွန်တော်ကဟိုဘီရင်ဆရာဆိုတာလူကိုကယ်တာမဟုတ်ဘူးလားကောင်းကျင်လို့ကိုယ့်စီကိုလာတဲ့လူကောင်းအောင်လုပ်ပြီးရင် ကိုယ့်ရဲ့အယူဆကလည်းခိုင်မာနေရင်တော့လာတဲ့လူလည်းကောင်းမယ်လို့ကျွန်တော်ယူဆတယ်အဲ့တော့ကျွန်တော်အတက်နိုင်ဆုံးကျွန်တော်ကူညီမယ်ကိုတက်တဲ့ပညာတွေကနေဘောင်တွေကနေကူညီမယ်အဲ့လိုမျိုးတော့ကျွန်တော်ယူဆတယ်